င်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့ရန်ကုန်ဘယူတီလန်းဟိုတယ်လူသက်မှုရဲထုံးပြန်ချက်တန်တရားများစွာရှိနေတဲ့အကြောင်းဖော်ပြပေးခြင်းပါတယ်အမျိုးသမီးတဦးကိုခန္ဓာကိုယ်အစိတ်ပိုင်းတွေကို အပိုင်းပိုင်းဖျက်တောက်ပြီးတော့ရရဆက်ဆက်တက်ဖြတ်ခဲ့တဲ့ရန်ကုန်မျိုးလေကောင်ကဘယူတီလန်းဟိုတယ်လူသက်မှုကျူးလွန်တာဟာဂိမ်းဆွဲနေတဲ့၁၈နှစ်အရွယ်လူငယ်ဖြစ်ပြီးတော့စိတ်တစအဆန်ဆန်တက်ဖြတ်ခဲ့တာဖြစ်တယ်လို့ သက်ဆိုင်ရာရဲ့ထုတ်ပြန်ချက်ပေါ်တန်လျာများစွာရှိနေတဲ့ကြောင့်ပြည်သူနဲ့ရဲရရှိဟောင်းတချို့ကဝေဖန်နေကြတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ6ရက်ကရန်ကုန်မြို့ဗဘဲရန်မြို့နယ်မှာရှိတဲ့32လမ်း Beauty Land Hotel အခန်းအမှတ်902 Brand Bond အပြင်ဘက်အဲကွန်းအောက်တိုနှစ်ခုကြားအမှားအိတ်အတွင်ကနေအလောင်းတွဲတဲ့အကြောင်းသတင်းရလို့ရဲတပ်ဖွဲ့ဝင်တွေတွားရောက်စစ်ဆေးတဲ့အခါမှာအမအိတ်အတွင်းမှာဝမ်ရင်းကလီစာတွေနဲ့ ဝက်ဘက်ပေါင်းအသားတွေလှိဖြက်ထုတ်ယူခံထားရတဲ့အမျိုးသမီးတူရုပ်လောင်းကို တွေ့ရှိရလို့ပပဲရံမျိုးမရဲစခန်းမှာရသက်သက်ကြီးဥတွေပုံမှန်300နှစ်နဲ့အမှုဖွဲ့ဆစ်ဆီးခဲ့ကြောင်းဆိုပါတယ်ဒီနောက်မှာတော့စုံစမ်းဖော်ထုတ်ခဲ့ရမှာတည်ဆုံတဲ့သူဟာပဲခူးတိုင်းဒေသကြီးနတ်တလင်းမျိုးနယ်ကမတ်စွမြဝင်း23နှစ်ဖြစ်တဲ့အကြောင်းနဲ့ ပြမှုကျွလွန်တဲ့သူဟာတာကေတာမြို့နယ်မှာနေတဲ့အောင်ခန့်ကျော်စင်16နှစ်နဲ့၎င်းရဲ့ရီးစားဖြစ်သူဗဟန်းမြို့နယ်မှာနေထိုင်တဲ့အေမွန်အောင်16နှစ်တို့ဖြစ်တဲ့ကြောင့်ပြီးခဲ့တဲ့အောက်တိုဘာ9ရက်မှာ၎င်းတို့ရဲ့နေအသေးသေးမှာဖမ်းဆီးရမိခဲ့ပြီးတော့အောင်ခန့်ကျော်စင်ရဲ့ညီအင်ကပြမှုကျွလွန်စဉ်၎င်းဝစ်စင်အသုံးပြုခဲ့တဲ့အဝိအစားတွေစတိထားနှစ်ချောင်းတင်းဆောင်သူကင်ဆောင်လာတဲ့လက်ကင်ဖုံးတစ်လုံးအပါဝင် လက်ကင်ဖုံ၃လုံးနဲ့ဆက်ဆက်ပစ္စည်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။ပြမှုကျွလို့သူအောင်ခန်းကျော်စင်ရဲ့ထွက်ဆိုချက်အရတော့၎င်းဟာဂိမ်းအလွန်အကျွံကစားတာလူသက်အလောင်းဖြောက်တဲ့နိုင်ငံသားဇလန်တွေတွေကိုအလွန်အကျွံကြည့်ရှုလေရှိတဲ့ကြောင့်အော်တိုဘာ9ရက်မှာတော့လီဒါအမည်ရှိတဲ့ Telegram channel ကမှတက်စင်မဆုမြတ်ဝန်းကိုပျော်ပါဖို့အခကြေးငွေနဲ့ခေါ်ယူခဲ့က32လမ်း Beautyland Hotel အခန်းမှ902မှာ ပျော်ပါနေစဉ်အတွင်းမက်စမြောက်ဝင်းကိုအသက်ကင်ဆောင်ထားတဲ့ဓာတ်နှချောင်းနယ်ရရဆက်ဆက်တက်ဖြတ်ပြီးတော့ဝရင်းကလီစာတွေနဲ့ဝဲဘက်ပောင်အသားတွေလှိဖြက်ထုတ်ယူကစွန့်ပြစ်ခဲ့တဲ့အကြောင်းဒီနောက်မှာတော့သူ့ရဲ့ရည်စားဖြစ်သူအေမွန်အောင်ကိုအဆိုပါဟိုတယ်ကိုခေါ်ဆောင်ကအခန်းတွင်းမှာရှိတဲ့သွေးတွေကိုတန်ရှင်းပြုလုပ်တာမက်စမြောက်ဝင်းရဲ့ရုပ်လောင်ဖျောက်ဖျက်ခဲ့တဲ့အကြောင်းထုတ်ဖော်ရရှိခဲ့တယ်လို့ထုတ်ပြန်ထားတာဖြစ်ပါတယ် ဒီပြည်စင်မှာတော့ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရာအသက်ခံရသူအမျိုးသမီးဟာပြည်ထစာအဖြစ်နဲ့ဖော်ပြထားသလိုကျူးလွန်သူအမျိုးသားကိုလည်းပဲစိတ်ပိုင်းဆိုင်ရာချုပ်ရင်အားနည်းနေတဲ့သူအဖြစ်နဲ့ဖော်ပြထားတာဟာပြစ်မှုကိုဂွေလုံးကျော့ဖြစ်စေဖို့အတွက်ပုံဖော်ထုတ်ပြန်ထားတာဖြစ်နိုင်တဲ့အကြောင်းနဲ့ပြည်30ခန်းရဲလုံးသက်ရှိခဲ့တဲ့ရဲရရှိဟောင်းတို့ကပြောကြားခဲ့ပါတယ် ဒီမိုးကအမှုဆဆွဲကလေးကပုံမှန်300နှစ်တခုပဲထည့်ထားတယ်။အမှန်ကတော့ဖြစ်တဲ့အမှုသေးတွေကနေစပြီးတော့ထည့်ရမှာ။ဟိုတယ်ကိုခေါ်လာတဲ့သွေးဆောင်ဖျားရောက်မှု၊မရိမှု၊လူသက်မှုအလောင်းဖြောက်ပြက်မှု။အဓိကကဒါတွေအားလုံးပါရမယ်။အမှုကတေတံအထိပြစ်ဒဏ်ချမှတ်နိုင်တာကိုသူတို့လိုချင်တဲ့ပုံစံအမှုကိုတိဆောက်ထားပြီးတော့ပြစ်ဒဏ်လုံးဝမကြအောင်တိဆောက်ထားသလိုမျိုးဖြစ်နေပါတယ်လို့ဆိုပါရယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့စိတ်ပိုင်းဆိုင်ရာသူတေသနာပြုနေသူတဦးကတော့ ပြပုံကျွလွန်တဲ့သူဟာအမှန်တကယ်စိတ်ပိုင်းဆိုင်ရာအားနည်းနေသူဖြစ်ရင်တော့တပ်ဖြတ်မှုအပြီးအလောင်းဖြောက်ဖြတ်မှုတွေကိုစနစ်တကျလုံဆောင်သွားနိုင်ခြင်းမရှိကြောင်းပြောပါရစေ။ဒါအပြင်လူမှုကွန်ရက်မှာလည်းဒီမှုနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားမှုမြင့်တက်နေပြီးဝေဖန်မှုတွေလည်းရှိနေကြတာဖြစ်ပါရစေ။လူမှုကွန်ရက်အသုံးပြုသူတဦးကတော့ဒီလောက်ဖြစ်နေတဲ့ body ရဲကောင်အကုန်သူကိုယ်တိုင်အသေးစိတ်ပြောပြတာတဲ့။ပထမပြောတော့ကောင်မလေးက long stay gap ကောင်လေးကလာတဲ့ကောင်မလေးအခန်းကိုအခုကြတော့ကောင်လေးကလာနေကြကောင်မလေးကတိတ်ခဲတဲ့စကားတွေကလည်းရှင်းတော့မညီဘူးတရခန်းကလည်းဆက်ရှင်းနေတဲ့သူ့ရဲ့အပြင်ကကောင်မလေးကိုလည်းသူလူတက်မိပါတယ်ဆိုပြီးတော့ဖုံးဆက်ခွန်လို့ကောင်မလေးဖြစ်သူကဘော်ဒီကိုလာပြီးကူဖြောင်းပေးတယ်ဒီကောင်မလေးကလည်းဆက်ရှင်းနေပါပဲ CCTV ကနေတရခန်းကိုမျက်နှာလည်းမြင်ရတယ်မှတ်ပုံတွေလည်းရထားတယ်ဆိုပြီးချမပြောင်းခဲ့ဘူး တကယ်ကောင်မလေးလာပြီးပြန်မထွက်တာကိုဟိုတယ်ကလည်းမသိဘူးလားအခန်းဆေးกว่าလို့ရောကြီးတောင်းပြရတယ်ဆိုတော့လေသူတို့ရှင်းပြပြချင်းထွက်တာလူတက်ထားတာဒီလောက်စိတ်ပြည့်နှပြေရားစရာမရှိအောင်လှုပ်ထားတဲ့ဘာချီယာလက်ရာမှ house keeping ကမတွေ့ဘူးလားနောက်တော့အိမ်မှာပဲဖမ်းမိတယ်ဆိုတော့ဒီလောက်ဟိုတယ်ချက်ကင်မှတ်ပုံတင်ပေးဝင်ထားပြီးတော့ဒီလိုပြစ်မှုတစ်ခုလုပ်ထားတဲ့ဆက်ရှင်နှစ်ကလေးက အိမ်မှာပဲအေးအေးဆေးဆေးလေးပြန်နေပြီးတော့အဖမ်းခံမိတော့မှအားလုံးကိုပြောပြတာလားတွေးတဲ့တသက်ကံပစ္စည်းဆိုတဲ့ဟာထဲမှာလူရိုးကိုဖျက်လို့ရတဲ့ပစ္စည်းတခုမှမပါဘူးလူစားထိုးတယ်လို့ပဲထင်တယ်ဘလို့တွေးတွေရိုတီကိုမတန်းနေတာဟိုတယ်ကိုလည်းမတင်ကားဘူးလို့မှတ်ချက်ပြုပြောကြားထားပါတယ်ဒါအပြင်နောက်ထပ်လူမှုကွန်ရက်အသုံးပြုသူတဦးကတော့သေဆုံးသူရဲ့လက်ချောင်းတွေကသူ့အသက်မထွက်ခင်နောက်ဆုံးအချိန်တွေကိုသဲလွန်စာပေးနိုင်စွမ်းရှိတယ် ဒါဟာရန်ကုန်32လမ်းဘယူတီလန်းဟိုတယ်အခန်းအမှတ်900နှစ်မှာအသက်ခံရတဲ့အသက်20ကောင်မလေးသတင်းတပ်ပုံတစ်ကုန်ကြီးရင်နဲ့ပထမဆုံးတွေ့မိတဲ့အတွေ့ပါ။စွန့်ပြစ်အိတ်ထဲကအောက်ကိုတွဲလောင်းကျနေတဲ့မိကလေးလက်တစ်ဖက်ပုံဟာဒီလူသတ်မှုသတင်းမှာအများဆုံးတွေ့ရတဲ့တစ်ခုတည်းသောပုံပါ။လက်ချောင်းတွေဟာရော့ရဲပြီးတော့ဖျော့ဖျော့လေးဖြစ်နေတာကိုမြင်ရတဲ့အတွက်တေသူရဲ့အသက်မထွက်ခင်နောက်ဆုံးအခြေအနေဟာရုံရင်းဆန်ကပ်ဖြစ်ခတ်ပုံမပေါ်ပဲ။ အသေးစိတ်မဝင်ခင်မှာတဲ့အသက်ပြောက်သွားပုံရပါတယ်။သွေးထွက်လော်သွားပြီးမှဒီလက်ကဖြတ်တော့ခံရမှာပါ။မူကင်းစိပညာရှူတော့ကတေဆုံးသူရဲ့နောက်ဆုံးအခြေအနေကိုကြည့်ပြီးတာနဲ့တပြိုင်နက်ဆက်လက်ချဲ့ထွင်စဉ်းစားတာတွေကကြွက်သားတင်းမာသွားတဲ့အချိန်ပမာဏဖြစ်တဲ့အသက်ထွက်ချိန်နဲ့အလောင်းစတဲ့စစ်စေးနိုင်ခြင်းကာလကိုလည်းထည့်တွက်ထားဖြစ်ပါတယ်။ခုခံတုံးပြန်လို့ရနိုင်ခြင်းရှိခဲ့တဲ့ဒဏ်ရာတွေကိုလည်းရုပ်ကျွဲအနှံ့ဆေးရပါတယ်။ ဖြစ်ရဖြစ်ပွားရာအခမ်းဘေးပတ်ဝန်းကျင်အခြေအနေကိုလည်းဆင်ရပါတယ်။သတင်းလေးမှာအပိုင်းပိုင်းခုတ်ထည့်လို့ရေးကြပေမဲ့ဈေးကကျပ်သား90သားဝယ်လို့ခုတ်ပေးသလိုမဟုတ်နိုင်ပါဘူး။အိတ်ထဲခွေထွဲလို့ရနိုင်တဲ့အခြေအနေရှိအောင်အရွတ်တွေဖြတ်ပြီးတော့လှိဖြတ်ထားနိုင်သလိုအပိုင်းပိုင်းခုတ်ထည့်ဆိုတဲ့စကားရက်ကနအုံးရက်တက်ဖွဲ့ဝင်ထုတ်ပြန်တဲ့သတင်းမှာပြန့်နှံ့ပုံရတော့အတွင်းကလီစာထုတ်ခံရပြီးတော့လေပင်လှီးခံထားရမှာတော့သိကြပါဗါဒါမှမဟုတ်လေပင်ယိုစစ်မပြတ်ပဲနဲ့ ခေါရိုးကျိုးပြီးတော့အိတ်ထဲထည့်ထားနိုင်ခြင်းရှိပါတယ်။အယိုးထိဖြတ်ဖို့ကစတင်ကြံစီပြီးတော့ယူလာခဲ့တဲ့ပစိမ်ဓမလွှားရုံးနဲ့မှဖြစ်မှာပါ။ကျူးလွန်သူရဲ့ဇယိုက်နဲ့ကျူးလွန်တဲ့စိတ်ကယုတ်တရက်ဖြစ်ပေါ်ပြောင်းလဲလို့တရားသလား။ကျူးတင်ကြံစီထားသလားဆိုတာမှုခင်းချက်လက်နဲ့ဓာတ်ပုံတွေမြည်ရမှာပို့ပြီးတော့ကောက်ချက်ချလို့ရနိုင်ပါတယ်။ ပုံလေးတစ်ပုံတည်းကိုထင်ကြီးကစက်ကြောင်းတွေကိုလွှဲမှုရှိနေပါတယ်။တရားခံမိပြီးသွားတာဖြစ်ပြီးတော့ဒီမို့မှာသုံးတဲ့ဓာတ်ကိုနောက်နှစ်သတင်းတွေမှာဖတ်ရတဲ့အခါမှသာဖြစ်ရဖြစ်စဉ်ကိုစိတ်ကူးကြည့်ပြီးတော့ဇလန်တစ်ပုတ်လိုပို့ပြီးတော့တိဆောက်နိုင်မှာပါ။လက်ရှိသတင်းတွေရတော့တေဆုံးသူမိကလေးကတော့အခန်း9ရနှစ်မှာရက်ကြာ9ရနေထိုင်သူဆိုတဲ့အချက်လက်ကိုသတင်းများစုမှထပ်တလဲလဲဖတ်ရပါတယ်။လူသက်တရားခံဟာမိကလေးနဲ့အသက်မကွာသူဖြစ်ပြီးတော့ရီးစားမဟုတ်သူလို့လည်းဖတ်ရပါတယ်။ ။အွန်လိုင်းမှာတွေ့ပြီးမှကျိုးလွန်တဲ့အခင်ဖြစ်ရနေဟာဟိုတယ်မှာ blind date ၎င်းတို့ပထမဆုံးချိန်တွေ့ကြတာဖြစ်တဲ့ဆိုတဲ့ရဲတပ်ဖွဲ့အတီးပြုထုတ်ပြန်ချက်မဟုတ်သေးတဲ့အချက်တစ်ချက်ကိုလည်းပဲသတင်းတစ်ခုမှဖတ်ရပါဗါး။ဒါမျိုးမူခင်ကရဲတွေအဖြစ်မရှာနိုင်ဘူးအမှုအမြန်ပိတ်ပြီးလူတွေစိတ်ဝင်စားအောင်မြန်မြန်လူအစားထိုးလိုက်တဲ့သဘောပါပဲတင်ဆောင်သူကအွန်လိုင်းတိတ်ကဲလုပ်တယ်လို့သိရတယ်တော်ရုံငွေမရှိတဲ့ဒိတ်တွေကိုလက်ခံလို့မရှိဘူးတထဲတွေပတ်စံသုံးနိုင်တဲ့သူတွေကိုပဲလိုက်ကြတာ ကျွလသူတရခန်ကအခုအဖမ်းခံထားရတဲ့၁၈နှစ်အရွယ်ကောင်လေးကအရွယ်အားဖြင့်လူတယောက်ရဲ့ခန္ဓာကိုယ်ကိုလှိဖြက်ပြီးတော့အိတ်ထဲထည့်ဖို့အတွက်ကြွမ်းကျင်မှုမရှိတဲ့အပေါ်မှာတရခန်အစ်စ်သားဆိုရင်ကိုတက်ခဲ့တဲ့အဲလွန်စားကိုအခုလိုလမ်းပေါ်မှာနာမည်ကြီးနေတာကိုသိရတော့ဘဲမှမပြေးမပုံပဲနဲ့အေးအေးဆေးဆေးအိမ်မှာထိုင်ပြီးရဲလာဖမ်းမကိုထိုင်မဆောင်တော့ဘူးစိုက်ကိုဖြစ်နေလို့တတ်တယ်ဆိုရင်တကယ်တရခန်အစ်စ်ကညံလဲကောင်းတယ်တော့ ောက်ထပ်လည်းနောက်ထပ်သားကောင်ကိုထပ်ရှာပြီးတော့ထပ်ပြီးလုံနိုင်သေးတယ်။နောက်တစ်ချံငွေကြေးချမ်းသာတဲ့သူတယောက်ဖြစ်နိုင်တယ်။ CCTV record တွေကိုရဲတွေက public ချမပြထားဘူး။ဒီအဖို့ကမယိုးရှင်းတာလူတိုင်းသိပေမဲ့လည်းဘယ်မီဒီယာမှတေချာမေးမြန်းစုံစမ်းတာမျိုးလုပ်နေဘူးလို့ဆိုပါရစေ။